မင်္ဂလာပါရှင်ပုံစံလေးမှနှွှဲစွာပြန်လဲကြိုးစို့လိုက်ပါတယ်ကျွန်တော်ကတော့ဖြူသစ္စာအောင်ပါအခုဖတ်ပြပေးသွားမယ့်စာအုပ်လေးကတော့စာရေးသူပိုင်ရေးသားထားတဲ့လွတ်လပ်သောဘဝဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခန်းစားနာဆင်ပြကြပါအောင်ရှင်ရှင်သန်နေရတဲ့အချိန်လေးအခုတလောသတင်းကျုပ် vibe လေးရသလိုခန်းစားရတယ်သတင်းကျုပ်နီလာတာကြောင့်လဲပါတာပေါ့ငငယ်က ဒီအချိန်ဆောင်မေးပွဲပြီးတာနဲ့ဆက်ပင်လေးတစ်စီးနဲ့တငယ်ချင်းတွေရှောက်ခေါ်ပြီးရှက်ွက်တဲ့ဆက်ပင်ပစီကြတဲ့အပူပင်မရှိတဲ့ကလေးဘွားလေးကိုတတိယမေးပြန်တယ်။အခုတော့အဲ့အရွယ်ကအိမ်ကတူလေးတွေတူမလေးတွေရဲ့အရွယ်ဖြစ်သွားပါပြီ။အချိန်တွေတိတ်မြန်တာပဲလို့တွေးမိတယ်။ဒါကြောင့်တရားတွေနာတဲ့အခါတည်ခြင်းတရားချောင်းနိုင်တည်ခြင်းတရားကကိုနဲ့နင်းနီးလေးမှရှိနေကြောင်းကိုပိုသိလာရတယ် ကျွန်တော်ကတခုခုဆိုအထွေးများတဲ့သူကြောက်တတ်တဲ့သူရင်မဆန်ရဲတဲ့သူဒရမာများတဲ့သူ ဖြစ်ခဲ့ပါတယ်အခုနောက်ပိုင်းကျွန်တော်တရားနာတာတို့တရားထိုင်တာတို့အပြင်စိတ်ပိုင်းဆိုင်ရာအတွက်အလုပ်တွေပူပူပြီးလုပ်ဖြစ်တာကြောင့်အရင်ကထည့်ပူအေးချမ်းလာရတယ်အခုနောက်ပိုင်းတော့မနေ့ဆိုရင်ဆွန်လေးကတရားထိုင်ဖျားရှိခိုးညဆိုရင်လည်းမြင့်တာပူပတိစိတ် လောကကြီးအတွက်လိုအပ်တာလေးတွေကိုတက်နိုင်သလောက်ပါဝင်လူရန်ဖြစ်ပါတယ်။ရှင်သန်နေရတဲ့အချိန်လေးမှာလှုပ်လို့ရတဲ့ကောင်းမှုကုသိုလ်လေးတွေကိုအတက်နိုင်ဆုံးလှုပ်သွားခြင်း ਨੇ ။ပတ်ဝန်းကျင်ကိုလည်းအတက်နိုင်ဆုံးထောက်ပံ့ပြီးအကျိုးရှိတဲ့လူသားတယောက်ဖြစ်အောင်ကြိုးစားတယ်။ရှင်သန်နေရတဲ့နေ့ရက်တိုင်းကို လောကကြီးအတွက်မိမိအတွက်တန်ဖိုးရှိအောင်နေထိုင်နေ။စိတ်ပူစရာတွေတော့ကတွေ ဆင်းရဲစရာတွေမရှိဘူးလားလို့မေးရင်ရှိပါတယ်။ဒါပေမဲ့ရှင်းတန်းနေရတဲ့အခြေလေးမှာလွတ်ချတဲ့နာလွတ်ချဖြည့်ရှင်းတဲ့နာဖြည့်ရှင်းပြီးလောဘတွေအတားတွေမရှိဘဲနေနိုင်အောင်ကြိုးစားတယ်။ရှင်းတန်းနေရတဲ့အခြေလေးမှာပြဿနာတွေနဲ့ကြုံလာတဲ့အချိန်ဆိုဓမ္မနဲ့ပဲဖြည့်ရှင်းပါတယ်။အခြားလူတွေနဲ့ပြဿနာရှိလာတော့လေမြစ်တာလည်းနဲ့နဲ့ပဲဖြည့်ရှင်းလိုက်တယ်။ ဒီအမှုချင်းကကို့အတွက်အေးချမ်းစေပါတယ်။ရှင်သန်နေရတဲ့အချိန်လေးမှာကို့အတွက်ပဲကိုတွေးဖြစ်တယ်။ဒါကတကူကောင်းဆန်တာမဟုတ်ပါဘူး။အခြားလူတွေကြောင့်အတင်းပြောတာအရင်မရဖက်မရတွေပြောတာမျိုးမလုပ်ဖြစ်အောင်နေတယ်။မိမိပတ်ဝန်းကျင်မှာကိုကအဆင်ပြေအောင်နေတဲ့အခါအခြားလူတွေလည်းအဆင်ပြေသွားကြတယ်ဆိုတာ energy ရဲ့သဘောတဘာဝပါ။ ကုဆက်တတ်တာကိုနောက်ဆုံးမှာတော့ဘာတွေပဲလာလာရင်ဆိုင်ဖြေရှင်းတယ်အဆုပ်ပြီးရင်အကောင်အရှုံးပြီးရင်အမြက်ဖြစ်ပြီးရင်ပြက် duality ရဲ့သဘောတဘာဝတွေပါပဲပြဿနာတွေကို ဖြေထုတ်လိုက်တဲ့အခါအကြောင်းအကျိုးဆိုတာက ပြဿနာရဲ့အဖြေပါပဲလောကကြီးရဲ့လက်ပြမှုတွေများလာတာနဲ့အများစိတ်အလုပ်တွေလုပ်ရင်တရားဓမ္မနဲ့နေထိုင်ရင် ဖြစ်တဲ့ဖြစ်ပါတယ် ရှင်သန်နေရတဲ့အချိန်ခဏတော့ပုတ်ပါစွာလွတ်လပ်စွာရှင်သန်ခြင်းပါတယ်။အေဂျင့်မှုဖြင့်လွတ်လပ်ခြင်းကျွန်တော်တို့တွေဟာဘဝမှာစိတ်ညစ်စရာတွေစိတ်ပူပန်စရာတွေကိုနေ့စဉ်နဲ့အများကြုံတွေ့နေကြပါတယ်။လူပတ်ဝင်ခြင်းလူတိုင်းဝိုင်းမှာကျင့်လည်နေကြတာဖြစ်တဲ့အတွက်ဒါတွေဟာ ကျွန်တော်တို့မလွဲမသွေကြုံတွေ့ရမယ့်လောကရဲ့သဘောတဘာဝတွေပါ။ ကျွန်တော်အရှိမပြောခဲ့သလိုပဲဒီလိုစိတ်ပူပန်မှုတွေအတွေးတွေဒေါသတွေဖြစ်လာတိုင်းလူနှမျိုးကွဲထွက်သွားပါတယ်ပြစ်ဒဏ်တွေကိုအချိန်ကုန်ခံပြီးအမြဲလိုက်တွေလိုက်ခံစားနေတဲ့သူနဲ့ပြစ်ဒဏ်တွေကို ဖြေရှင်းတင်တာဖြေရှင်းလွတ်ချတင်တာကိုလွတ်ချပြီးနေတတ်တဲ့သူရဲ့လူနှမျိုးကွဲပါတယ်စိတ်ခံစားချက်တွေကိုလွတ်ချပြီးလက်မခံစားတတ်တဲ့လူတွေဟာအေးချမ်းစွာနေထိုင်တတ်တဲ့သူတွေလို့ပြောရပါမယ် တနည်းအားဖြင့်စိတ်အေးချမ်းစွာနေထိုင်တဲ့သူတွေဟာဘဝမှာလွတ်လပ်စွာနေထိုင်တဲ့သူတွေလို့ပြောရပါမယ်။မလိုအပ်တဲ့အဘူတွေစိတ်တော့ကတွေကိုမထည့်ထားတတ်တော့ဘာပဲဖြစ်လာဖြစ်လာစိတ်ရှင်းရှင်းနဲ့နေနိုင်ပြီးလွတ်မြောက်မှုကိုရရှိကအေးချမ်းပါတယ်။ဒီလိုအေးချမ်းမှုကိုရရှိဖို့ဆိုရင်တော့ကျွန်တော်တို့ဟာကိစ္စတိုင်းကိုလိုက်မခံစားပဲခံစားချက်တွေရဲမများအောင်ကြိုးစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အိမ်မှာအတော်အပြူကြီးတယောက်ရှိပါတယ်။အန်ဒီဟာဆီယမ်မအလုပ်ကနေပင်ဆင်ယူထားပြီးအိမ်မှာပဲနေပါတယ်။အိမ်မှာနေတဲ့ဆိုပေမဲ့အဲ့ရဲ့မိဖို့ကြောင့်ကိစ္စတွေကို အန်ဒီကဦးစီးဦးဆောင်လုပ်ပါတယ်။တရက်တရက်ဟိုလူကတော့ဗာလဲတွေကြိုက်တာဒီလူတွေဒါလဲဆိုပြီးမိဖို့ချောင်းထဲမှာအလုပ်တွေအမြင်ရှုံနေပါတယ်။မိဖို့ချောင်းထဲမှာ အန်တီကိုကုလုပ်ပေးတဲ့အမတယောက်ရှိသလိုအိမ်မှာဆောက်ပေးတဲ့ဦးကလည်းမနေ့ဆိုမိဖို့ခြောက်နေကုလုပ်ပါတယ်။လူကြီးဆိုတော့တခါတလေဇေဝအခိုင်လို့မလာရင်ပဲဖြစ်ဖြစ်ဟင်းချက်တာမရင်ပဲဖြစ်ဖြစ်အချိန်မမီတော့ရင်ပဲဖြစ်ဖြစ်မသိတာကတော့လေတေချာမလုပ်ဘူးဒီလိုလေးလှုပ်လိုက်ရမှာမောင်ဆိုးကတော့ဟိုကမလုပ်ပေးပြန်ဘူးစသဖြင့်လူကြီးတဘာဝအတိုင်းပွားစီပွားစီလှုပ်တတ်ပါတယ် အဒီကဖျားတရားသမားဖြစ်တာကြောင့်တခုခုဆိုတရားသဘောနဲ့ပြောပြရင်လက်ခံပါတယ်ကျွန်တော်အန်တီကိုကြည်တိုင်းအန်တီနေ့တိုင်းလုပ်နေကြနေရဖြစ်တဲ့မိဖို့ချောင်းထဲမှာပူလောင်မှုတွေပဲရနေတာကိုသတိထားမိတယ်ဒါကြောင့်ကျွန်တော်ကအန်တီကိုမိဖို့ချောင်းထဲကအေးချမ်းမှုကို ရှာဖွေပါလို့အကြံပေးလိုက်တယ်တကယ်လို့ကုလုပ်တဲ့သူတွေမှတော့လေဖြစ်တွေ့ပေးလိုက်ပါ စိတ်တဲ့အရင်မထားနိုင်နဲ့သူတို့ရှိလို့ကိုသက်တာတာလေသူတို့လုပေးနေတာကျေစွတင်စရာပေါ့အန်တီကို remind လုပ်လိုက်တဲ့အခါသူ့ကိုသူ reflect ဖြစ်သွားပြီးအနည်းဆုံးတော့မိဖို့ချောင်းထဲကနေပူလောင်မှုတွေရတာကိုသတိကပ်ပြီးပူလောင်မှုတွေညော့ချသွားကမိဖို့ချောင်းထဲကနေအေးချမ်းမှုတွေရလာမှအသေးချပါပဲကျွန်တော်တို့တွေဟာလိစင်ဘဝမှာလှုပ်ဆောင်နေတဲ့အလုပ်တွေပေါ်ပြီးကျင်စော်နဲ့ မတိမတာတော့ကတွေအပူတွေရနေကြပါတယ်ကျွန်တော်ကတော့တနေ့တာလှုပ်ဆောင်မှုတွေကနေအေးချမ်းမှုကိုရှာပါလို့ပြောချင်ပါတယ်တက်နိုင်တဲ့များသတိလေးကပ်ပြီးဆန္ဒတွေသိမစောပဲအေးအေးဆေးဆေးအေးအေးချမ်းချမ်းနဲ့လှုပ်ဆောင်တဲ့အခါကိုလှုပ်နေတဲ့အလုပ်ခွင့်ရဲ့အေးချမ်းမှုကိုရရှိပါလိမ့်မယ်ဒါဟာတနေ့တည့်ရက်တည်းလှုပ်ဆောင်ရမှာမဟုတ်ပဲနေ့တိုင်းလှုပ်နေရမှာဖြစ်တဲ့ကြွဲ့ ကိုကိုကိုလည်းတက်သားစေသလိုကို့အတွက်တူတောင်းလာတဲ့လူဘဝမှာကောင်းမွန်စွာနေထိုင်ခြင်းလွတ်လပ်သောဘဝဖြစ်နေထိုင်ခြင်းလည်းဖြစ်စေပါတယ်။ဒါကြောင့်ကိုလုံနေတဲ့အရာရာတိုင်းကိုအေးချမ်းစွာလှုပ်ဆောင်ပါ။အေးချမ်းမှုကိုရှာဖွေပါ။အေးချမ်းမှုဆိုတာလွတ်လပ်ခြင်းပါပဲ။ဒီနေရာလေးမှာပဲရန်နာခွင့်ပြုပါရှင်။ စဖက်နေစဉ်တွင်အသက်အလွယ်မှပြတ်တောက်ကလေးများပါခဲ့ရင် နားလည်ခွင့်လိုလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နားဆင်သူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နားဆင်သူများအားလုံးနဲ့ပုံစံလေးဖွဲ့ဝင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းရှိကြပါစေ။ဘေးကင်းလုံခြုံကြပါစေ။ကကြီးသုံးပါးမှလည်းကျော်လွန်နိုင်ပါစေလို့ကျွန်တော်ကဆုမောကောင်းတောင်းပေးလိုက်ပါတယ်။ပုံစံလေး YouTube Channel ကို Like နဲ့ Subscribe လုပ်ရသေးဘူးဆိုရင်လုတ်ပေးချဖို့မမေ့ပါနဲ့နော်။